စပါတူဒူယူနိုက်တက်ပွဲစဉ်ကအကောင်းဆုံးတရနေ3ဦးနဲ့အညံ့ဆုံးတရနေ3ဦးမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်ဒီကနေ့မှာတော့စပါနဲ့ယူနိုက်တက်ပွဲစဉ်ရဲ့အကောင်းဆုံးတရနေကစားမ3ဦးနဲ့အညံ့ဆုံးတရနေကစားမ3ဦးကိုရွေးချယ်တင်ဆက်ပေးသွားမှာပါအားလုံးသိကြတဲ့အတိုင်းယူနိုက်တက်နဲ့စပါတို့ကတော့အကျိတ်နယ်ကစားကြရင်နဲ့တပတ်နှစ်ကိုးစီတရလက်ထွက်ပေါ်သွားခဲ့တာပါညတဲ့အတွက်ဂိုးတွေကိုအမ်ပူမွန်နဲ့ဒီလေးတို့ကသွင်ယူပေးခဲ့ကြပါတော့စပါတက်ဂိုးတွေကိုတော့ထဲနဲ့ရစ်ချာလီဆန်တို့ကသွင်ယူပေးသွားခဲ့တာပါဒီဘက်မှာယူနိုက်တက်ရဲ့ကောင်းဆုံးကစားမ3ဦးကိုရင်ဆုံးရွေးချယ်ပေးသွားပါမယ် ဓမ္မဆောင်တအုပ်ကတော့ Brian Ambumo ဖြစ်ပါတယ်။ကစားပုံကရိုးရှင်းပြီးတော့ထိရောက်မှုရှိပါတယ်။အတင်းအတွက်လည်းအရေးပါတဲ့ဦးဆောင်ကိုအသိပေးခဲ့ပါတယ်။အတော်လေးကိုကောင်းတဲ့ခေါ်ယူမှုတစ်ခုဖြစ်ပါတယ်။ဒုတိယတအုပ်ကတော့ခန်းစစ်ကဒီလစ်ဖြစ်ပါတယ်။ဒီလစ်ကခန်းစစ်ပိုင်းမှာဆွမ်းဆောင်ယူကောင်းနေပြသခဲ့သလိုအတင်းကိုဖိုးတန်နိုင်သုံးမှတ်ရစီမဲ့ခြေပါကိုလည်းကောင်းတိုက်သိပေးခဲ့ပါတယ်။တတိယတအုပ်ကတော့ဒေါ်ကူဖြစ်ပါတယ်။ဒါကတော့မြင်ကွဲလွဲနိုင်ပါတယ်။ ဝါကတိလို့ထွက်လိုက်ရပေမဲ့ဒေါကူကဘယ်ကျန်းကနေခံစီရောတိုက်စစ်ပါလောက်အောင်ကောင်းကောင်းနဲ့ကစားသွားခဲ့တာပါဒီဘွဲမှာခြေစွမ်းဆိုးတဲ့ကစားမတွေကိုရွေးရရင်ကွန်ညာရှက်ကိုနဲ့ဥကာဒီတို့ကိုပဲရွေးချယ်ရမှာဖြစ်ပါတယ်ကွန်ညာကတော့ထောင်တိုက်စစ်မှာပွဲထွက်ခဲ့ရလို့လူပိုကြီးဖြစ်နေတယ်လို့ဘောလုံးလည်းအပြတ်များခဲ့ပါတယ်ရှက်ကိုကတော့အပိုင်ခွေးနှစ်ကြိမ်လောက်ထိအသုံးမချနိုင်ခဲ့ပဲနဲ့ခြေစွမ်းတော်ဆုခဲ့ပါတယ်ကက်စမေရိုနီယာကိုစားဝင်လာခဲ့တဲ့ဥကာဒီကလည်းဘောလုံးမဖြတ်နိုင်ပဲနဲ့ဥရုဂွေးသားဝင်လာပြီးအတင်းကလွယ်လွယ်နဲ့ခိုးပေးလိုက်ရပါတယ်ဥကာဒီရဲ့ခြေစွမ်းကအတော်လေးကိုဆူဆူဝါးဝါးပါပဲ နာတတဝေကွင်းမှာနပွဲဆက်နိုင်နေရာကနေတည်ပြန်ကြပြီးတော့ရမတ်၄မတ်ထိဆုံးရှုံးသွားခဲ့ရတာပါဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီး video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီအောင်ချုပ်ပါတယ်ညာ